်မတ်တေ24အငယ်1နဲ့2ကို သူတို့ကဖတ်ကြည့်ရအောင်တင်ထို့နောက်ယေရှုသည်ဗိမာန်တော်မှထွက်ကြွားတော်မူသည်ရှိသောတပည့်တော်တို့သည်ဗိမာန်တော်ဤတိုက်ဆောင်များကိုပြခြင်းကအထံတော်သို့ခြင်ကကြ၏ယေရှုကလည်းဤအရာလုံးစုံတို့ကိုတင်တို့သည်မြင်ကြသည်မဟုတ်လောငါမှန်ဆိုသည်ကမဖြူမချပဲကြောက်တလုံးပေါ်မှာတတုံးတင်၍မချန်ရည်တိတိုင်း ြိုပြဲ့ကြလိမ့်မည်ဟုမိတော်မူ၏ဘောနော်ဆိုတော့အဲ့ဒါလေးနဲ့သူအစာပြုတ်ထားတယ်ဘောနော်အဲ့တော့ယေရှုကအဲ့ဒီဗိမ္မာန်တော်အဆောက်အဦးကိုသူ့ကိုပြတဲ့ခါမှာနော်သူကဗာပြောထားလေဆိုတော့ဤအရာလုံးစုံတို့ကိုတင်တို့သည်မြင်ကြသည်မဟုတ်လောတဲ့ဆိုတော့ငါမြင်တယ်လို့သူမပြောတင်တို့သည်မြင်ကြတယ်နင်တို့ကတော့အဲ့ဒါကြီးကိုနော်မြင်တယ်စိတ်ဝင်စားတယ်အဲ့ဒါကြီးကိုဆွဲလန်းတယ် နော်ငါကတော့အဲ့ဒါကြီးကိုလုံးလုံးဂယုကိုမဆိုင်တာဆိုတော့အဲ့ဒီသဘောဖြစ်တယ်ဆိုတော့တခင်ကလူလက်နဲ့ဆောက်ထားတဲ့အဆောက်အဦးကိုသူကဘာလုပ်လိုက်ပြီလဲဆိုလို့ရှိရင်စွန့်ပလိုက်ပြီဖြစ်တယ်ဆိုရှင်တခင်ကစွန့်ပလိုက်တာတွေအများကြီးရှိတယ်သူ့ရဲ့အိမ်ကိုသူစွန့်ပလိုက်တမဟောင်းမှဆိုလို့ရှိရင်သူ့ရဲ့တဲတော်နဲ့သူ့ရဲ့ပဋိညာတက်တာအောင်စွန့်ပလိုက်ဘာဖြစ်လို့လဲဆိုတော့လူတွေက ဖျားကိုရောတိုင်းခရစ်တော်ထက်အဲ့ဒီဖျားကိန်းဝတ်တဲ့ပတိညာတ္တာတို့တဲရော်တို့ကိုဓမ္မဟောင်းမှာဆွဲလန်းသွားဓမ္မတိရောက်လာတော့လည်းအဲ့ဒီလိုပဲလူတွေကခရစ်တော်ထက်ဗိမာန်တော်ကိုတာ၍ဆွဲလန်းတယ်အဲ့ဒီခါမှာကြာတော့ဘာဖြစ်လဲဆိုလို့ရှင်ခရစ်တော်ကိုမမြင်တော့ဘူးဖျားကိုမမြင်တော့ဘူးမဆွဲလန်းတော့ဘဲနဲ့လူလက်နဲ့ဆောက်ထားတဲ့အဆောက်အဦးနော်ဆိုတော့ဖျားကိန်းဖို့တဲလို့ပြောတဲ့အရာကူပဲဘာဖြစ်သွားလဲဆိုတော့ဆွဲလန်းသွားတဲ့ခါမှာ တခင်ကအဲ့ဒီအရာကိုဘာဖြစ်လဲဆိုလို့ရှိရင်မမြင်တော့စွန့်လိုက်ပြီဖြစ်တယ်။အဲ့ဆိုရင်စွန့်ယုံပဲလားဆိုတော့မကအောင်နော်။ငာမန်ဆိုဒီကားတဲ့မဖြူမချပဲကြောက်တတုံးပေါ်မှာတတုံးတင်၍မကြံရစ်တိတိုင်ပြူပြက်ချလိမ့်မည်တဲ့။အိုးတခင်ယေရှုဖြူစရာမလိုဘူးနော်။ဘာဖြစ်သွားမလဲ။ပြူပြက်မယ်။ဆိုတော့ကျွန်တော်ကဖျားထက်ဖျားကိန်းဝတ်တဲ့ပဋိညာတ္တကို ဆွဲလန်းရင်လည်းအဲ့ဒီပတိညေတ္တာကိုဖရာကရန်သူလက်ထက်အဖို့မနှမျောတဲတော်ကလည်းအဲ့ဒီလိုပဲနော်ဆိုတော့သူ့အလိုလိုဘသူမှဖြတ်တာမဟုတ်ဖြတ်သွားဗိမာန်တော်လည်းအဲ့လိုပဲဘာဖြစ်လဲဆိုလို့ရှိရင်ဘသူမှနော်မဖြဲ့တော့မှသူ့အလိုလိုဘာဖြစ်သွားလဲဆိုတော့ဖြတ်တာဖြတ်ဆိုရင်ဘာအရေးကြီးတယ်လဲလို့ပြောလို့ရှိရင် ကိန်းဝတ်တဲ့နေရာထက်ကိန်းဝတ်တဲ့ပုံကူကတာ၍အရေးကြီးတာဖြစ်တယ် ဆိုတော့အိုးသခင်ယေရှုအဲ့ဆိုရင်ထဲ့ဝင်ပေးမဲ့သခင်နဲ့ထဲ့ဝင်ခံတဲ့အိုးဟာဘယ်ဥစ္စာပို့ပြီးတော့ရေးကြီးလဲဆိုတော့ထဲ့ဝင်ခံမဲ့သခင်ကပို့ပြီးတော့မှအရေးကြီးတယ်။အိုးကအလောင်းမဟုတ်။ဘာဖြစ်လဲဆိုတော့မြေတပုံထဲနဲ့အိုးမြတ်အိုးရုပ်ကိုလောက်ပိုင်တာဖြစ်တယ်။နော်ဆိုတော့ကျွန်တော်ကဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီသခင်ကိုတာ၍ဆွဲလန်းဖို့ရန်အတွက်ဖြစ်တယ်။ပြီးလို့ရှိရင် အဲ့ဒီဗိမာန်တော်ကိုလုံးဝမကြည့်ပဲနဲ့ဘယ်ဆက်သွားလဲဆိုတော့ထို့နောက်တန်လွင်တောင်ပေါ်မှာထိုင်တော်မူစဉ်တဲ့တပည့်တော်သူဒီအခြားသူမပါပဲချင်းကပ်၍ထိုမှုရာတို့ဒီအပေကာလဖြစ်မိကို၎င်းတဲ့ဆိုပြီးတော့မှအဲ့ဒီမှာသခင်နဲ့ဘာဖြစ်လဲဆိုအနီးကပ်ဘာဖြစ်လဲဆိုတော့ကောင်းငင်ဆိုင်ရာ not ဒီဖခင်ရဲ့ယူပါယုံဆိုင်ရာတွေကိုမေးမြန်းတယ်အဲ့ဆိုရင်ကျွန်တော်ကြည့်ရဗိမာန်တော်ထဲမှာနော်ဗိမာန်တော်ထဲမှာ သခင်နဲ့ဆွေးနွေးတယ်လို့မပြောထားဘူးနော်ဘိမှန်တော်အဲထဲမှာကျတော့သခင်နဲ့မဆွေးနွေးဘူးဘယ်မှာဆွေးနွေးလဲတောင်ပေါ်မှာဆိုရင်အဲ့ဒီဥစ္စာကကျွန်တော်တို့အတွက်ထူးဆန်းကျွန်တော်တို့ထင်တာကဘိမှန်တော်အဲထဲမှာဖျားကိမ့်ဖို့တယ်နော်အဲ့တော့ဘိမှန်တော်အဲထဲမှာသခင်နဲ့ကျွန်တော်ဆွေးနွေးလို့ရဒါပေမဲ့ဒီမှာကျတော့ဘိမှန်တော်လို့ပြောတဲ့ခါမှာကျတော့ဘာဖြစ်လဲဆိုလို့ရှိရင် တခင်ကနင်တို့ပဲမြင်တယ်နင်တို့ပဲဆွဲလန်းတယ်ငါကလုံးဝလက်မချဘူးလားဒါပေမဲ့တခင်ကသူနဲ့မိထာရဖွဲ့ချင်တယ်ဆိုရင်ဘယ်ကိုခေါ်သွားလဲဆိုတော့တောင်ပေါ်ကိုခေါ်သွားတယ်ဆိုတော့တောင်ပေါ်လို့ပြောတဲ့ခါမှာကျွန်တော်များစွာကျွမ်းချင်းခံရတယ်နော်ဆိုတော့တမဟောင်းမှာဆိုလဲရှိတယ်တောင်ပေါ်တို့တက်ဖို့ပြောတယ်တောင်ပေါ်ကိုပြေးဖို့ပြောတယ်နော်တောင်ပေါ်မှာရစ်ပလင်တက်ဖို့ပြောတယ်ဒီမှာလဲဘာဖြစ်လဲဆိုတော့တောင်ပေါ်မှာ တခင်ကထိုင်နေတယ် ဗိမာန်တော်မှာကြာတော့တခင်ကထိုင်လားမထိုင်ဘူးဗိမာန်တော်ကိုလူတွေကတော့မြင်လားမြင်တယ်ဒါမဲ့တခင်ကြည်လားမကြည်ဘူးထိုင်ရောထိုင်လားမထိုင်ဘူးဒါပေမဲ့ဘယ်မှာထိုင်လဲတောင်ပေါ်မှာထိုင်တယ်အိုးတခင်ယေရှုအဲ့ဆိုရင်ဒီတောင်ပေါ်ဆိုတဲ့နေရာဆိုတော့ဗိမာန်တော်ဆိုတဲ့နေရာနဲ့တောင်ပေါ်ဆိုတဲ့နေရာရမ်းကွာသွားပြီဖြစ်တယ်ဆိုတော့တောင်ပေါ်လို့ပြောလို့ရှိရင်သူကညီညီရက်လည်းမဟုတ်ဘူး နှိပ်တဲ့အရက်လည်းမဟုတ်အဲ့ဆိုရင်ဒီအရာကကျွန်တော်တို့ရဲ့နော်လူအနေနဲ့ပြောမယ်ဆိုလို့ရှိရင် လူမှာ၃ပိုင်းရှိတယ်ကျွန်တော်တို့မှာနှိပ်တဲ့အရက်ဂျိုင်ဝမ်းရှိတယ်အဲ့ဒါကအဆုံးဆုံးကြဆင်းသွားတဲ့ကျွန်တော်ရဲ့သွေးသားဖြစ်တယ်သွေးသားဟာကြဆင်းเสียမရှိလောက်အောင်ကြဆင်းသွားတဲ့ကြောက်ကြီးဖြစ်နေကျွန်တော်တို့ရဲ့စိတ်ကြတော့ဘာဖြစ်လဲအာနော်လွင်ပြင်ဂျိုင်ဝမ်းလို့မျိုးနော်ဆိုတော့အဲ့ဒီตายရတဲ့နေရာမှာအရင်စီးကျင်တယ်နော် ဆိုတော့အဲ့ဒီလွင်ပြင်အရက်မှလည်းတခင်နဲ့ကျွန်တော်တို့တွေးဆုံလို့မရဘူးအယံကြီးကိုနဲ့တဲ့ကြောက်ကြီးဆိုတဲ့တွေးသားနိုင်လဲကျွန်တော်တို့တခင်ကိုတွေးဆုံလို့မရဘူးတခင်ကိုကျွန်တော်တို့တွေးချင်ရင်တောင်ပေါ်မှာပဲတွေးလို့ရတယ်တခင်ကဘယ်မှာပဲထိုင်လဲတောင်ပေါ်မှာထိုင်တယ်ဟိုးတခင်ရရှိဆိုရင်တခင်ဟာဘယ်မှာပဲထိုင်တယ်လေဘယ်မှာပဲကိန်းဝတ်တယ်လို့ပြောလို့ရှိရင်ကျွန်တော်တို့ရဲ့ဝိညာဉ် night ထဲမှာပဲကိန်းဝတ်ပြီးထိုင်နေတာဖြစ်တယ် ဲ့တော့အဲ့ဒီဝิญညာ night แท้မှာတောင်ပေါ်မှာနော်ဆိုတော့မြင့်တော်ရက်လို့ခေါ်တယ်လူမှာ၃ပိုင်းရှိတယ်အမြင့်ဆုံးကဝิญညာဖြစ်တယ်စိတ်ဒီလွင်ပြင်ဖြစ်တယ်သွေးသားဒီကြဆင်းစရာမရှိအောင်ကြဆင်းသွားတဲ့ခြောက်နဲ့ကြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့သွေးသားထဲမှာရှိနေကျွန်တော်ဟာအ내ဆုံးတော်ကြိုက်ထဲမှာရောက်နေနော်ဆိုတော့တိမင်းအရေးလွမ်းမှုတော်ကြိုက်တယ်လို့ပြောရင်အဲ့ဒါကျွန်တော်ရဲ့သွေးသားထဲမှာကျွန်တော်ရှောက်လန်းနေတာ နော်တခါလီကျွန်တော်အန်ဒီရဲ့ကြတဲ့အချိန်မှာမှကျွန်တော်တို့ထင်တာကလေအဲ့ဒီအချိန်မှာမှနော်တီမင်းရိတ်လွမ်းမိုးတဲ့ကြိုက်လို့ထင်တာတကယ်တော့သွေးသားထဲမှာတီမင်းဆိုတဲ့နော်စာဒန်နော်ဆိုတော့မွေဆိုးကလွမ်းမိုးလားမလွမ်းမိုးဘူးလားလွမ်းမိုးနေတာတီမင်းအရေးလွမ်းမိုးတော့ကြိုက်ဝမ်းလို့ပြောရင်ကျွန်တော်တို့ဟာသွေးသားထဲမှာကျွန်တော်ရှောက်လန်းနေတာဖြစ်တယ်ဆိုရင်အခုကျွန်တော်တို့တခင်နဲ့တွေ့ဆုံလို့ရင်ကျွန်တော်တို့ဟာတောင်ပေါ်ကိုကျွန်တော်တို့တက်ကိုတက်ရမှာဖြစ်တယ် နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကိုကြွေမွေးထားတယ်ဆိုတော့တောင်ပေါ်မှာပဲနော်အခြားသူမပါပဲချင်းကပ်ရတာဖြစ်တယ်။အိုးသခင်ယေရှုနော်အခြားသူလို့ပြောတဲ့အခါမှာညီကိုတွေမပါတာအဲ့ဒါတွေပြောတာမဟုတ်ကျွန်တော်ဟာစိတ်ကိုထားခဲ့ရတယ်ကျွန်တော်တို့သွေးသားကိုထားခဲ့ရနော်ဆိုတော့ကျွန်တော်ဝိညာဉ် night လက်တီလာတဲ့အခါမှာကျွန်တော်သွေးသားနဲ့ကျွန်တော်လာလို့မရထားခဲ့ရအခြားသူမပါရဘူး နော်ဆိုတော့ဝိညာဉ် night သေးမှာကျွန်တော်ရဲ့ဝိညာဉ်နဲ့ပဲတခင်ကိုကျွန်တော်ကဆက်တွေ့ရတာဖြစ်တယ်။နော်ဆိုတော့အဲ့ဒီခါမှာမှဘာဖြစ်လဲဆိုလို့ရှိရင်တခင်ကသူရဲ့အသွင်းသေးမှာရှိတဲ့နဲ့နေတဲ့ຢာတွေကိုဖွင့်ပြတာဖြစ်တယ်။